ရန်ကုန်မန္တလေးအမြန်လမ်းမိုင်နိုင်318နဲ့319ကြားမှာရဲကင်စခန်းနဲ့ကင်းပတ်လာတဲ့ကားတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့လို့ရဲငေါတေဆုံးသွားတယ်လို့နထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်လေးတရင်က ထုတ်ပြန်ပါတယ်။မက်လ19ရက်မနက်7:00နာရီခွဲချိန်မှာရန်ကုန်မန္တလေးအမြန်လမ်းမိုင်နိုင်318နဲ့319ကြားမှာရဲကားတစ်စီးနဲ့အိမ်စီးကားနှစ်စီးကိုအနီးကပ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ထောက်ခံ channel တွေမှာတော့အမြန်လန်းရဲတပ်ဖွဲ့ရဲမှူးကြီးမင်းအောင်ဦးစီးတဲ့လုံခြုံရေးအဖွဲ့ထွက်ခွာလာခြင်းတိုက်ခိုက်ခံရတာဖြစ်ပြီးတစောင်းချောင်းရဲကင်းစခန်းကိုလည်း PDF တွေဝင်ရောက်တိုက်ခိုက်သွားတယ်လို့ဖော်ပြနေကြပါတယ်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုမရှိဘူးလို့ဆိုပေမဲ့မျက်မြင်၅ဦးသွေးထွက်တန်ယူလဲနေတာကို တွေ့ရှိခဲ့ရတယ်လို့တော်လိုင်းရဲဘော်တွေဘက်ကပြောပါရယ် အဆိုပါတိုက်ခိုက်မှုကြောင့်ရန်ကုန်မန္တလေးအမြန်လမ်းမှာစစ်ကောင်စီကတနအိနီးပါးယာယီလမ်းပိတ်ဆို့ခဲ့ရတာကြောင့်ခီးသောကားတွေရပ်တန့်ခဲ့ရပါတယ်။ရင်းချံနထိုးကြီးတောင်းသားတကြောမှာ PDF တွေလက်နက်ယူနီဖောင်းအပြည့်နဲ့အမြန်လမ်းပေါ်အကြိမ်ကြိမ်တိုက်ခိုက်လာတာဟာစိုးရိမ်ပွဲအခြေအနေဖြစ်တယ်လို့လဲစစ်ကောင်စီတောက်တိုင် channel တွေမှာဖော်ပြပါရတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ12ရက်နေ့ကလည်းအဆိုပါမိုင်းတိုင်း319မှာတော်လိုင်းတက်တွေကမော်တော်ယာဉ်တန်းတွေကိုစစ်ဆေးတာပြီးပြုလုပ်ခဲ့ပါရတယ်။ အေရီတိုင်းလေးမျက်နှာမျိုးနဲ့ပသိမ်မုံရွာကားလန်အနီးမှာရှိတဲ့ကျေးရွာတွေမှာစစ်ကောင်စီတပ်နဲ့ AAPDF ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။ရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့ပသိမ်မုံရွာလမ်းအနီးကချင်းလယ်စံကုန်ဆက်ဆက်ယူဝုကုံလဲခုံလေးနဲ့လဲခုံကြီးရွာတွေမှာပြီးခဲ့တဲ့မတ်လ18ရက်ကစပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။အရခတ်တပ်တော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေစိတ်ဝင်လာတယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီကပသိမ်မုံရွာလမ်းနီးကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးလမ်းမိုင်းမှာလည်းစစ်ဆေးမှုတွေတင်းကျပ်နေတယ်လို့သိရပါဗျ။ ARD တိုင်းတွင်းမိုင်းကိုဝင်းတဲ့လမ်းတွေမှာရှိတဲ့ရေနသာလမ်းစုံဆက်ဆက်ယုံလမ်းစုံတို့ကိုအခုရက်ပိုင်းတွင်စစ်ကောင်စီကရင်သွာလာတွေခွင့်မပြုတော့ဘဲပိတ်ထားတယ်လို့ရေစီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ အဆိုပါကျင်းရာတွေကိုစစ်ကောင်စီက၄ချောင်းလက်နက်ကြီးတွေအပြင်စက်တက်လေကြီးတွေပါတုံမီဖုံးကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံရာနဲ့ချီတိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။စီအုပ်စုဘက်ကထိခိုက်သေးဆုံးမှုများနေတာကြောင့်သေဆုံးသူတွေကိုအင်ကပူမြို့နယ်ပသိမ်မုံရွာလမ်းမကြီးဘေးကအုတ်တွင်းကျေးရွာမိသကျိုဆက်မှာပို့ဆောင်တကြိုနေရတယ်လို့လည်းဒေသရင်းသတင်းတွေကဖော်ပြပါဗျ။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်း ARE တိုင်းအဝင်ဆိုင်ပုတ်အနီးလမ်းမပေါ်ကိုပြည်သူ့ကာကွယ်ရေးတပ်တွေရောက်ရှိနေတဲ့ရုတ်တံဖိုင်ဟာလည်းလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပါတယ်။